နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်နဲ့ပြည်တော်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC တို့မေလ29ရက်နေ့မှာနေပြည်တော်မှာတွေ့ဆုံမှုရှိနေပါတယ်ဒီသတင်းကိုအောင်သူကပေးပို့ထားပါတယ်ခင်ဗျာ UPDJC ရဲ့တာဝန်ကိုဆက်လက်လုပ်ကိုင်ဖို့နဲ့အစိုးရတည့်ရဲ့အတည်ပြုချက်ကိုထက်မှန်တောင်းခံဖို့အတွက် UPDJC အစည်းအဝေးကို နေပြည်တော်မှာခေါ်ယူသိမ်းဆုံမှာဖြစ်ပြီးအဲ့ဒီအစည်းအဝေးကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်စန်းစုကြည်ကိုယ်တိုင်တက်ရောက်မှာဖြစ်တယ်လို့အဲ့ဒီခွဲအကြံပေးက DWB ကိုပြောပါတယ်။တို့က29ရက်နေ့မှာ UPDJC အစည်းအဝေးကိုနေပြည်တော်မှာခေါ်ယူပြီးတော့ကျွန်တော်နိုင်ငံတော်ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ပါဝင်ပြီးတော့ UPDJC ရဲ့ ပြန်လဲပြင်ဆင်စုဖွဲ့တဲ့ကိစ္စတွေ UPDCC ရဲ့ရှေ့လုံခြုံရေးနေနောက်ပြီးအဲ UPDCC ရဲ့နိုင်ငံဆွေးနွေးပွဲလောက်ရမဲ့တာဝန်လုပ်ငန်းစဉ်နဲ့27ရာစုပင်လုံးကြီးလာကံခေါ်ယူတဲ့လုပ်ငန်းစဉ်ကိုဆက်ဆက်ပြီးတော့နော်ကျွန်တော်တို့ဒီညှိနှိုင်းဖို့လှုပ်ပါဖို့ကိုကျွန်တော်တို့က29ရက်နေ့မှာဆွေးနွေးပါဖြစ်ပါတယ် UPDGC အဖွဲ့ဝင်တွေကနေပြည်တော်မှာပြုလုပ်မဲ့ CEO အတွက်အကျိုးညှိနှိုင်းအစည်းအဝေးတစ်ခုကိုမေလ24ရက်နေ့ကနေ25ရက်နေ့အထိရန်ကုန်မြို့မှာပြုလုပ်ကျင်းပမယ်လို့လည်းသူကပြောပါတယ်။ဒါအပြင်ပြီးခဲ့တဲ့မေလ17ရက်နေ့ကနေ22ရက်နေ့အထိအင်ယာလေးဟိုတယ်မှာပြည်တော်စုညဉ့်ညံ့ရေးညီလာခံတက်ရောက်မဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေရဲ့နိုင်ငံရေးကဏ္ဍဆိုင်ရာလုံခြုံဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့ပြီးတိုင်းရင်းသားတွေလူကျင်တဲ့ဖက်ရယ်အကြောင်းကိုအဓိကထားပြီးဆွေးနွေးခဲ့ကြတယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့ပထမကြိမ် ီတော်စုညီငယ်ညီလာခံတော့တာပထမဆုံးအုံမြစ်ကိုချတဲ့အနေနဲ့လောက်ခဲ့တာဖြစ်ပြီးတော့ကျွန်တော်ဆွေးနွေးတာတခုခုမှယတိပြအဆုံးဖြတ်ပေးတာမျိုးတွေအဲ့ဒါမျိုးဆွေးနွေးခဲ့တာမျိုးမရှိသေးပါဘူးအချက်လက်စုဆောင်တဲ့သဘောပဲဖြစ်ပါတယ်အခုကတော့စုဆောင်ထားတဲ့အချက်လက်တွေပုံမှာပို့ပြီးတော့မှစနစ်ကြအောင်ပေါ့စနစ်ကြတဲ့အချက်လက်တွေရအောင်ကျွန်တော်စုစည်းတာဖြစ်ပါတယ်အတူအတရားပြတော့အခုကျွန်တော်တို့ဒီနိုင်ငံရေးကဏ္ဍနဲ့လို့ဆိုရင်ကျွန်တော်တို့လိုချင်တဲ့တိုင်းသားတွေပြောတဲ့ fairness ဆိုတာဘယ်လိုမျိုးလဲအစားအသောက်အဲ့ဒါကိုအဓိကထားပြီးကျွန်တော်ဆွေးနွေးညှိနှိုင်းကြတာဖြစ်ပါတယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်က MPC ကို NRPC အဖြစ်ပြောင်းလဲဖွဲ့စည်းပြီးနိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနအောက်မှာအစိုးရဖွဲ့စည်းတည်ရဲ့အနေနဲ့ထားရှိသွားမယ်လို့ပြောဆိုထားသလို23ရာစုပင်လုံညီလာခံကျင်းပနိုင်ဖို့အတွက်အကျိုးပြင်ဆင်ရေးကော်မတီနဲ့ဆက်ကော်မတီတွေကိုတပတ်အတွင်းဖွဲ့စည်းပြီးညဉ့်ညံရေးလုပ်ငန်းစဉ်ကိုအချိန်မြင့်လုပ်မဲ့အပြင်ပြည်တော်စုညဉ့်ညံရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ကိုလည်းအမြန်ဆုံးပြင်ဆင်ဖွဲ့စည်းမယ်လို့ပြောဆိုထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ